ဆုံးမရတဲ့အလောင်းမဲ့ခိစားကင်ကိုလေးစိတ်တောင်သွားမကြိုတဲ့လောက်ရဲ့ကြောင့်လူပြောများနေတဲ့ထူအန်လွင်ပရိသတ်များအလုံးမဲ့မင်္ဂလာဝါရှင်ရွှေမန်းလေးချက်နေကနေပြလဲကြိုဆိုလိုက်ပါတယ်သူတို့အကျိုးမရှိစေတဲ့ခိစားခင်ကိုတဲဆုငိမ့်လောက်တောင်ပံ့ပိုးမှုမရှိတဲ့အပြင်လေစိတ်ကိုတောင်သွားမကြို့လို့လူပြောများနေရကတော့ထူးအန့်လွင်ဖြစ်ပါတယ်။ဒါကြောင့်ခုခါမှာလူတွေကထူးအန့်လွင်ဟာခိစားခင်ကတဲဆုငိမ့်လိုမျိုးငွေရှာတာမတော်လို့ပလစ်တာလောက်ထူးအန့်လွင်ကတဲဆုငိမ့်တယောက်တည်းကိုပဲအလှမယ်လို့ထင်တာလားစသဖြင့်ဝေဖန်ကြပါတယ်။ အလုံးသေးကြတဲ့မနေ့ကသဲဆုညိမစ်ဂရန်အင်တာနက်ရှင်နယ်သွားပြိုင်စင်မှာတော့ဒူအလွင်တယောက်ထမိန်ထုတ်ဆွဲပြီးသဲဆုညိနောက်ကနေတကောက်ကောက်လိုက်ခဲ့ရပါမနေ့ကသဲဆုညိသွားရောက်ရှင်ပြိုင်တဲ့မစ်ဂရန်ပြိုင်ပွဲမှာဒူအလွင်တို့ကသဲဆုညိအတွက်ငွေအားလူအားအစွမ်းကုန်စိုက်ထုတ်ပံ့ပိုးခဲ့ပါတယ်ဒါပြင်ပရိသတ်တွေရဲ့ဝင်းရံအားပေးမှုတွေကအမကန်းပါသဲဆုညိတို့ကမိတ်ကပ်အဖွဲနဲ့ဒီဇိုင်းအဖွဲနဲ့အဆက်ဆက်အရာရာလိုလေးသေးမရှိစေလွှတ်ခဲ့တာဖြစ်ပါတယ်ဒါပြင်ဒူအလွင်ကိုယ်တိုင်မှသွားရောက်နေခဲ့ရပါ တဲစုငယ်ဝေဖို့တဲ့အဝိစားတွေဆိုရင်တင်းရာချီထောင်ချီတန်နဲ့အဝိစားတွေကိုအကောင်ဆုံးဖြစ်အောင်စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့အခုနှစ်ထူးအလွင်စီစဉ်တဲ့ Miss War မြန်မာပွဲကတရဖို့ရထားတဲ့အလှမဲ့ခေစာခင်ကိုတော့တူအလွင်ကတဲစုငယ်ကို support လုပ်တာရဲ့ခြေပြားကိုတောင်းမှတ်မိခဲ့ရပါ။တဲစုငယ်တို့ကတဲစုငယ်အကြောင်းကိုတင်တာမပြတ်တဲ့တူအလွင်ကအလှမဲ့ခေစာခင်အိန္ဒိယမှာ Miss ပြိုင်နေချိန်မှာတော့တဲစုငယ်ရဲ့မွေးနေ့ပွဲ post တွေကိုပဲတင်နေခဲ့ရပါ။ ဒါအပြင်ထူးအလွင်ကခိစားခင်ပြိုင်တဲ့ Miss World Final ညကိုလည်းသွားအားမပေးခဲ့ပါဘူး။ဒါတင်မကတည်းပဲခိစားခင်အတွက်စီစဉ်ပေးလိုက်တဲ့ဝိစုံတွေဟာတကယ်ကိုဖြစ်ခဲ့တဲ့ဆန်းပါ။ အထူးသဖြင့်တော့ National ဝန်ဆောင်ကနေ Final ညာ Evening ကောင်းဝန်ဆောင်အထိအရောက်မထွက်ဘဲမွေးပြနေပါတယ်။ဒါကြောင့်တချို့သောသူတွေဟာဆိုရင်ထူးအလွင်ကခိစားကင်ကိုဘေးဒုတ်တွေနဲ့သွားပြန်ခိုင်းလာလို့တောင်းစနောက်နေကြပါတယ်။တော်တော်များများကတော့ထူးအလွင်က Miss War ဟာနဝက်ရဲ့ Miss Grand လိုမျိုး Body တောင်းဖို့အတွက်မလိုအပ်လို့ပရိသတ်တွေစီကနေငွေမရလို့ထူးအလွင်ကခိစားကင်ကိုတဲဆုညင်လိုမျိုးအေးမဆိုင်တာလို့ဆိုကြပါတယ်။ တချို့ကလည်းခေစားခင်ကတဲဆွငိမ့်လောက်မအောင်မြင်မှန်းသိလို့တဲဆွငိမ့်လိုမျိုးဂယုမဆိုင်တာလို့ဆိုကြပါရဲ့ အခုအလှမဲ့ခေစာခင်ကမစ္စဝေါပြိုင်ပွဲကနေပြန်ရောက်လာပါပြီဒီလိုမျိုးပြန်ရောက်ချိန်မှာ organization ဘက်ကထိုးအပ်လွင်တဲဆုညင်တို့တယောက်မှလာမကြိုကြပါဘူးဒါကြောင့်လည်းခေစာခင်ကမျက်နှာလေးညှိုးနှွမ်းနေရပါတယ်ပရိသတ်တွေကတော့ထိုးအပ်လွင်နေနဲ့ဘလောက်တောင်မအားလို့လေစိတ်တောင်လာမကြိုနိုင်တာလဲလို့အမိကွန်ထုတ်ကြပါတယ်အထူးသဖြင့်တဲဆုညင်နဲ့ကြွားချားပုံကိုပြောနေရပါတချို့ကလည်းခေစာခင်ဟာတဲဆုညင်လာမအောင်မြင်မှန်းသိလို့တဲဆုညင်လိုဂယုမဆိုင်တာလို့ဆိုကြပြန်ပါတယ်ထိုးအပ်လွင်ကမနစ်ကဆိုရင်တဲဆုညင်ကြောင့်တော်တော်လေးကိုငွေ ွေတွေအခြေကြီးထောခဲ့ရပါဒါကြောင့်သဲဆုငိမ့်မှာသဲဆုငိမ့်ဖြစ်နေပါတယ်အခုဆိုရင်လည်းတဲဆွန်ငိန်ကြောင့်ထူးအလွင်ကဆင်ပြူတော်မိပြီးတော့ကြံဆုပ်ကရုပ်ရှင်ဇက်ကားတွေရိုက်ကူးနေပါပြီ။ဒါကြောင့်လူတွေကတဲဆွန်ငိန်နဲ့ပန်ဖိုးပုံချင်း၊ကွာချားလုံးနဲ့ခိစားခင်အတွက်တနာကြကထူးအလွင်ကိုအပြစ်တင်ကြပါရယ်။ ဘာဝဲပြပြခေစာခင်နေနဲ့အကောင်းဆုံးရှင်ပြန်ခဲ့တာကိုတော့တွေ့ရပါတယ်။ခေစာခင်ဟာငလင်ဘေးနဲ့ဆေဘေးသဘောဝဘေးအန္တရာယ်တွေဇက်တိုက်ကြောက်နေတဲ့မြန်မာနိုင်ငံသားတွေရဲ့ဒုက္ခကိုနိုင်ငံတကာလူတွေသိအောင် speak out လုပ်ခဲ့ပါတယ်။ဒါအပြင်ခေစာခင်လောက်သွားတဲ့ငလင် project ရှင်ပြန်မှုကြောင့် Miss World ပိုင်ရှင် Julia Molly ကကိုရိုင်းချီကျူးပြီးတော့မြန်မာကိုလာလည်မယ်လို့တောင်းပြောခံခဲ့တဲ့အထိခေစာခင်ကမြန်မာကုံကိုမြင့်တင်ပေးနိုင်ခဲ့ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထူးအလွန်ကမပန်ပိုးပေးပေမဲ့အကောင်းဆုံးရှင်ပြန်နိုင် ဲ့တဲ့အလမဲ့ခေစာခင်အတွက်အားပေးစကားလေးတွေပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်